ရက်တည်နေတဲ့တက်မတော်မြူသားကြီးနဲ့သူရက်တည်နေတဲ့တက်မတော်ဖြစ်တဲ့အတွက်လမ်းကြောင်းချင်းသွားတူလာပေါ့ဗျာထောက်ခံနေရတော့မဟုတ်ဘူးပေါ့အဲ့တော့ဒါတက်မတော်ထောက်ခံတယ်လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေအနေသားမှာဒီနိုင်ငံအရေးနိုင်ငံကောင်းဖို့နိုင်ငံဒီရက်တည်ချက်ကောင်းဖို့မြူသားကြီးရက်တည်ချက်ကောင်းဖို့အဲ့လိုပြောကြတဲ့အဲလူတွေပေါ့ဗျာအဲ့လူတွေထဲမှာကြာတော့တချို့ဒီချောင်းတကွင်းဝင်ရောက်ပြီးတော့ခေါ်ဆောင်သွားတာခေါ်ဆောင်ချင်းခံရတဲ့လူတွေပေါ့ဗျာရှိတယ်ပေါ့အဲ့လိုပေါ်မှာ message အမှားတွေပေါ့တပတ်မီဒီယာတွေကတပတ်ပိတ်မီဒီယာတွေကနေပြီးတော့ အဲ့ဒါတက်မတော်ထောက်ခံတဲ့လူတွေဟိုတောင်မှအမှမထင်မထင်သလိုခေါ်သွားသူအကျုပ်တရားတွေလွတ်တာ message အမှားတွေလွတ်တာပေါ့ဗျာအဲ့တော့တက်မတော်ကိုပေးချင်တဲ့ message ကလည်းအဲ့လိုမျိုးတွေပြည်သူလူထုကြားမှာအဲ့လိုအကျုပ်တရားတွေဝင်အောင်အဲဒီမမှန်ကန်ကန်နဲ့နိုင်ငံတော်အပေါ်ကိုရက်တီချင်းစိတ်အားနေသွားအောင်ထိုးနှက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒါအောင်တက်မတော်အနေနဲ့မတိဘဲတော့မနေပါဘူးအဲမတိဘဲတော့မနေပါဘူးဥပဒေအတိုင်းသူလုပ်စရာရှိတာကိုသူလုပ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့တက်မတော်ကိုလည်းပြောချင်တာကအဲ့ဒါအဲ့ဒါလေးပြောပြချင်တယ်တင်ပြချင်တယ်အဲကိုကတော့အဲ့လိုပေါ့လုပ်စရာရှိတာကို လုံးလိုက်တယ်ခေါ်ယူစစ်စစ်ကြရှိအောင်စစ်စစ်လိုက်တယ်အမှန်တိုင်းလုံးတင်လုံးလိုက်တော့လုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီဘက်ပုံတော့ဒီဘက်အချမ်းမောင်အဲဟိုဘက်အချမ်းမောင်အဲထုနဲ့ချက်တရားပါလိလဲဆိုတော့ဘယ်လောက်ကြီးပဲဒီတက်မတော်ဆိုတာဘယ်လောက်ကြီးပဲထောက်ခံထောက်ခံ အဲသူတို့အမြင်ဆောင်သွားပြီဆိုရင်ချက်ချင်းဟိုဝင်းသမရာတို့ဘာတို့မညာဦးတို့အဲတွေ့ကြည့်ထားတို့အဲ့ဒါဘသူအလှဲတို့ဘဝအလှဲတို့ဒါမျိုးတွေပေါ့ဗျာဆိုတော့အဲ့လိုအဲ့လိုမျိုးတွေအကြောက်တရားတွေတွင်းဒါပေါ့သေးသေးကိစ္စမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုဟိုပါပေါ့နော်ဒီတက်မတော်နေနဲ့လဲနည်းနည်းစဉ်းစားပြီးတော့အဲ့လိုကင်တွယ်ဖြည့်ရှင်းစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ပေါ့ဗျာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟိန်ကိုတက်မတော်အနေနဲ့လူပေးတင်ကြောင်းအပသားရစာပြောပြလာသည်မူ အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါဦးခင်ဗျာဒီနေ့ပြောချင်တာကတမတော်ရဲ့ signal ဆိုတဲ့အကြောင်းအရာလေးဗျဘာနဲ့နှိုင်းရှင်မလဲဆိုတော့ကျွန်တော်တို့ဒီလူပတ်ဝန်းကျင်မှာယောဂလက္ခဏာခံစားနေရတဲ့လူတွေမိသားစုဝင်တွေကပြောကြတယ်ဗျာအတန်တိတ်လူသက်သမားဥပမာကြောက်ကတ်တူပါတို့ပေါ့ဗျာအတန်တိတ်လူသက်သမားဖြစ်တယ်ယောဂလက္ခဏာလည်းမပြဘူးအာကျွန်တော်ကြောက်စရာကောင်းတယ်ပေါ့နော်အလူပြောကြယောဂလက္ခဏာမပြဘဲနဲ့ရုပ်ချီးဆိုသလိုရုပ်တရက်ဆိုသလိုရှောင်းတခွင်းဟိုပေါ့နော်ဝင်ရောက်ပြီးတော့ဟိုဘုံတိုင်းလဲသွားတဲ့ ပုံစံမျိုးကိုဒါအတန်တိတ်လူသက်သမားပေါ့နော်အဲ့လိုယောဂလက္ခဏာပါယောဂလက္ခဏာမှမပြဘူးစိတ်ကလည်းမပြဘူးပေါ့ဗျာအဲ့လိုပြောကြတကယ်တမ်းကျွန်တော်လေ့လာကြည့်လိုက်တော့ဒီလိုမဟုတ်ဘူးဗျာယောဂစိတ်ကလည်းမပြဘဲနဲ့ဖြစ်သွားတဲ့အရာဆိုတာကတော့ယောဂလက္ခဏာဆိုတာကတော့မရှိဘူးဗျာရှားတယ်ဗျာဘယ်လိုပြောရမလဲဆရာဝန်နေပြောတဲ့စကားအရာပေါ့နော်ตัวเนี่ยตัวอุ้มจอกแกဆိုကြပါဆိုဗျာจอกแกရဲ့သူ့ရဲ့ယောဂလက္ခဏာဥမာစီးအောင်ပြောင်းမယ်ဥမာနည်းနည်းခါဟိုဟာဖြစ်တာမျိုးခါကြိုက်တာမျိုးပေါ့เนาะခြေောက်ကလေးတွေရောင်းတာမျိုးစိကနေတစ်ခုခုကတော့ပြရတယ်ဗျာ စကနဲ့မပြဘူးဆိုတာတော့မရှိဘူးအနည်းနဲ့အချင်းသင်သာမြင်သာရှိတာရှိတာနဲ့သင်သာမြင်သာမရှိတာသတိထားမိတာနဲ့သတိမထားမိတာဒါပဲကွာမယ်ဗျာပြကူပြတဲ့ကြောက်ကအဲနှလုံးအဆုပ်အသေးဘလို့ကလီစာပဲဖြစ်ဖြစ်ဘလို့အတွင်းယောဂပဲဖြစ်ဖြစ်ဘလို့အပြင်ယောဂပဲဖြစ်ဖြစ်ဒီယောဂတစ်ခုဖြစ်တည်လာဖို့အတွက်ကိုဒီစုဖွဲ့မှုတစ်ခုပြုလုပ်နေစဉ်အတွင်းမှာစကနဲ့ကတော့ပြတယ်ဗျာစကနဲ့ကတော့ပြတယ်ဟိုပါအဆင်ဥမာကင်စာဆိုလဲကင်စာအဆင်တစ်နှစ်သုံးလေးသတိထားမိတဲ့အချိန်မှာကင်စာကဒါပေမဲ့ကိုရီးယားသတိမထားမိလို့သားဗျဆိုလိုတာသူ့ရဲ့ ဒီဒီ stage အဲ stage light မှာပေါ့ဗျာ3 4 2 1ပေါ့အဲ့လို stage light မှာသူ signal ပေါ့နော်ယောဂလက္ခဏာ signal ကပြပြီးသားဒါပေမဲ့ပြတဲ့ဟာပေါ်မှာကိုကသတိမထားမိလားအဲဟိုထင်သာမြင်သာဟိုမရှိမရှိတယ်လို့ပဲပြောရမလားနည်းနည်းဟိုတတော်ကိုမှမြင်နိုင်စွမ်းသတိထားမိနိုင်စွမ်းနည်းတဲ့အခြေအနေတစ်ခုနဲ့ကြုံရလို့ဖြစ်မှာပေါ့ဗျာအဲပုံမှန်လူကောင်းပဲဒါပေမဲ့အဲ့လိုအနေထားမှာ တခုခုကတော့ပြရတယ်ဒါပေမဲ့ပြရတဲ့တခုခုကိုကမမြင်နိုင်ဘူးသတိမထားမိဘူးကိုကရေးတူကအလုပ်ကိစ္စတွေနဲ့ရုံးကန်နေရတဲ့အခါကျတော့အဲပြီးတော့အရေးကြီးလုပ်ပြီးခန္ဓာကိုယ်စောင့်ကြည့်တာမျိုးမလုပ်တဲ့အခါကျတော့အဲဒါမမြင်နိုင်တဲ့သတိမထားမိတဲ့အနေအထားမျိုးပဲအဲ့ဒါကိုဆိုလို့ရစစ်ကနေကတော့ပြရတယ်ပြောချင်တာအဲ့တော့ဟိုဒီတက်မတော်အနေနဲ့လည်းဥမာပေါ့ဗျာကျွန်တော်တို့ဒီ line ပေါ်မှာဒေါ်လကောင်မြင်ပြမှာဒေါ်လကောင်မတက်မတော်ကိုဘက်ကိုထောက်ခံနေလို့ပဲပြောရမလားနိုင်ငံတော်ဘက်ကိုရက်တည်တယ်လို့ပဲပြောရမလားဒါနိုင်ငံတော်ဘက်ကိုရက်တည်တယ်ဆိုလို့ရှိရင်တော့ဒီတက်မတော်ကဒါနိုင်ငံတွင်းထဲမှာ ရက်တည်နေတဲ့တက်မတော်မြူသားကြီးနဲ့သူရက်တည်နေတဲ့တက်မတော်ဖြစ်တဲ့အတွက်လမ်းကြောင်းချင်းသွားတူတာပေါ့ဗျာထောက်ခံနေရတော့မဟုတ်ဘူးပေါ့အဲ့တော့ဒါတက်မတော်ထောက်ခံတယ်လို့ဖြစ်သွားတာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေအနေသားမှာဒီနိုင်ငံအရေးနိုင်ငံကောင်းမှုနိုင်ငံဒီရက်တည်ချက်ကောင်းမှုမြူသားကြီးရက်တည်ချက်ကောင်းမှုအဲ့လိုပြောကြတဲ့အဲလူတွေပေါ့ဗျာအဲ့လူတွေထဲမှာကြာတော့တချို့ဒီချောင်းတခွင်းဝင်ရောက်ပြီးတော့ခေါ်ဆောင်သွားတဲ့ခေါ်ဆောင်ချင်းခံရတဲ့လူတွေပေါ့ဗျာရှိတယ်ပေါ့အဲ့လိုပေါ်မှာ message အမှားတွေပေါ့တပတ်မီဒီယာတွေကတပတ်ပိတ်မီဒီယာတွေကနေပြီးတော့ အဲ့တော့တမတော်ထောက်ခံတဲ့လူတွေဟိုတောင်မှမမထင်မထင်သလိုခေါ်သွားတော့အကျောက်တရားတွေလွှတ်တာ message အမှားတွေလွှတ်တာပေါ့ဗျာအဲ့တော့တမတော်ပေးခြင်းတဲ့ message ကလည်းအဲ့လိုမျိုးတွေပြည်သူလူထုကြားမှာအဲ့လိုအကျောက်တရားတွေဝင်အောင်အဲဒီမှန်မှန်ကန်ကန်နဲ့နိုင်ငံတော်ဘောကိုရက်တည်ခြင်းစိတ်အားနည်းသွားအောင်ထိုးနှက်နေကြတယ်တိုက်ခိုက်နေကြတယ်ဒါဟုတ်တမတော်အနေနဲ့မတိဘဲတော့မနေပါဘူးအဲမတိဘဲတော့မနေပါဘူးဥပဒေအတိုင်းသူလုပ်ဆရာရှိတာကိုသူလုပ်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဒါပေမဲ့တမတော်ကိုလည်းပြောချင်တာကအဲ့ဒါအဲ့ဒါလေးပြောပြခြင်းနဲ့တင်ပြခြင်းနဲ့အဲ ကိုကတော့အဲ့လိုပေါ့လုံးစရာရှိတာကိုလုံးလိုက်တယ်ခေါ်ယူစစ်စစ်စရာရှိတာကိုစစ်စစ်လိုက်တယ်အမှန်တိုင်းလုံးတင်လုံးလိုက်တာကိုလုံးလိုက်တာမှန်တယ်ဒါပေမဲ့ဒီဘက်ပေါ့နော်ဒီဘက်အချမ်းမာရောအဲဟိုဘက်အချမ်းမာရောအဲထုံးတဲ့ချက်တရားပါလိမ့်လဲဆိုတော့ဘယ်လောက်ကြီးပဲဒီတက်မတော်ဆိုတာဘယ်လောက်ကြီးပဲထောက်ခံထောက်ခံ အဲသူတို့အမြင်ဆောင်သွားပြီဆိုရင်ချက်ချင်းဟိုဝင်းသမရာတို့ဘာတို့မညာဦးတို့အဲတွေ့ကြည့်ထားတို့အဲ့ဒါဘသူအလှဲတို့ဘဝအလှဲတို့ဒါမျိုးတွေပေါ့ဗျာဆိုတော့အဲအဲ့လိုအဲ့လိုမျိုးတွေအကြောက်တရားတွေတွင်ဒါကပေါ်သေးသေးကိစ္စမဟုတ်ဘူးဆိုတော့အဲ့ဒါလေးကိုဟိုပါပေါ့နော်ဒီတက်မတော်နည်းနည်းလေးနည်းနည်းစဉ်းစားပြီးတော့အဲ့လိုကင်တွယ်ဖြည့်ရှင်းစေခြင်းနဲ့ဆောင်ရွက်စေခြင်းနဲ့ပေါ့ဗျာဒါကဟိုလိုစိုးရင်လို့ပြောတာမဟုတ်ပါဘူးစိုးရင်လို့ပြောတာမဟုတ်ပါဘူးနိုင်ငံတော်အတွက်ပြောတာပါကိုယ်နိုင်ငံအရေးပြောတဲ့အတွက်လေအဲ့တော့ဘယ်ကိစ္စအောင်မဆိုအဲ့လိုတင်းတင်းတင်းလေးနဲ့ဒါပေမဲ့အဲ့လိုမျိုးဒီတက်မတော်နည်းနည်းဝင်ရောက် ဒီလိုခေါ်ဆောင်တာမျိုးဘာမျိုးပဲရှောက်တခွင်းလို့ဘာလို့ပြောတာကိုကျွန်တော်အယုံကြည်မရှိဘူးလို့ပြောစစ်ကလေးတော့ပြလိမ့်မယ်စစ်ကလေးကတော့ပြလိမ့်မယ်အခုကျွန်တော်တို့အဲဘောတော်မျိုးသားကြီးဘာညာအဲ့လိုပြောတဲ့လူတွေကတချို့အခေါ်ရတယ်ဆိုမခေါ်ခင်စစ်ကလေးကတော့ပြလိမ့်မယ်တစ်ချိန်နှစ်ချိန်သုံးချိန်အချိန်ရင်းနေတာနဲ့များတာပဲရှိတယ်တတိမထားမိတာဖြစ်လိမ့်မယ်ဥပမာပေါ့ဗျာအဲမာဘင်းလွေကဟို brother တယောက်အဲဒါခေါ်ရတယ်ဘာညာပေါ့ဗျာ तू မတိမဲမနေဘူး तू စစ်ကလေးကတော့ပြလိမ့်မယ်ဒါ तू က तू तू က तू အားကျုံးမှန်တဲ့သူလုံနေတဲ့ကိစ္စအပေါ်မှာသူသူနောက်မဆုတ်ဘဲနဲ့သူဆက်လုပ်လို့ဟိုတက်မတော်နဲ့သွားပြီးတော့ညှိတဲ့ signal တက်မတော်အနေနဲ့အဲဘောနော်ရှေ့ဆက်မတိုးဖို့နဲ့အဲ့လိုပေါ့ဟိုအမှားမလုပ်ဖို့ဆိုတဲ့ signal မျိုးကတော့ပြကိုပြလိမ့်မယ်ဗျာမပြဘဲတော့မနေဘူးအပြတဲ့အပေါ်မှာသူမမြင်နိုင်တာတတိမမူမိတာဂယုမဆိုင်မိတာဖြစ်လိမ့်မယ်အဲ့ဒါလေးပြောချင်တာပါအဲနောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့အမျိုးသားကြီးပြောတယ်နိုင်ငံကြီးပြောပြောပြရတယ်တင်ပြရတယ်ဆိုတဲ့အပိုင်းမှာလည်းဗျကိုကျော်မျိုးမင်းစကားကိုငှားသွင်းရမယ်ဆိုရင်အဲဒီကျွန်တော်တို့က activate activate အဆင့်ပဲရှိတာပေါ့နော်အခုကြောင့်မျိုးမင်းဆိုလို့ဒါကိုကြောင့်မျိုးမင်းကတော့ဒီဟိုအထဲမှာဒရင်သမားထဲမှာဒါကတော့ဒါပါနေပါတယ် तू ကသူလည်းပြောပါတယ်ဟိုသူတို့ကြတော့ဗျာဟိုလိုဟိုမြင့်မြင့်အကီးချိန်တတ်တယ်ပေါ့မြင့်ပြန်နှိမ့်နေနှိမ့်ပြန်မြင့်နေအဲ့လိုလိုးတယ်လို့ signal ပြတာကိုကိုကြောင့်မျိုးမင်းတို့ကြတော့ကောင်းကောင်းနားလေတယ်အဲ့ဒီစပြတဲ့ signal ပေါ်မှာလိုက်ပြီးတော့ကောင်းကောင်းအသုံးချတတ်တယ်အဲ့လို signal မပြခင်မှာလည်းပြတော့မြင့် အဲ့လိုသကလုံးမျိုးရောက်တယ်ဆိုရင်ကီးကိုပြန်လျှော့တယ်အဲနည်းနည်းလေးအဲဟွာပေါ့နော်ပြန်ပြန်ငြိမ်တဲ့အနေအထားမျိုးဆိုလို့ရှိရင်ပိတ်သက်ပါလာအောင်ကီးကိုပြန်တင်တယ်အဲကိုကျော်မျိုးမင်းတို့ကြတော့ကီးကိုကစားတဲ့လျှော့လိုက်တင်လိုက်ပေါ့နော်ဒါလေးတခုအဲအဲ့ဒီကိုကျော်မျိုးမင်းကဘာပြောလဲဆိုတော့မြန်မာနိုင်ငံမှာနိုင်ငံရေးသမားစစ်စစ်ပေါ့နော်မရှိပါဘူး activate အဲ activate ပေါ့အဲ့လိုသူစကားနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကဒါ activate ဒါကျွန်တော်တို့ဆို activate stand တော့မဝင်ဘူးကျွန်တော်တို့ကဒါဟိုလိုပြောရင်းပြောရင်းနဲ့ဒါအတွေ့အကြုံလေးရပြီးတော့အဲဒါဒါနောက်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 နေမှာကြာရင်တော့ဒါ activate အစ်စ်နဲ့ဝင်ချင်းဝင်လာမှာပေါ့ဗျာဆိုတော့အဲ့လိုမျိုးအနေထားမှာအဲ့ဒါအခုတကယ်နိုင်ငံရေးသမားစစ်စစ်ပေါ့နော်တကယ် activate စစ်စစ်ကိုပြပါဆိုလို့ရှိရင်အစ်စ်တန်းရှိတဲ့ activate စစ်စစ်ဆိုရင်ဒါဒေါက်တာစလိုင်းငုံကျုံလျံတို့ပြီးတဲ့ခါကျတော့ဒီ NLD လက်ခင်းတဲ့ထက်မှာဒေါက်တာစလိုင်းငုံကျုံလျံနဲ့အတူတူပြောတဲ့တကယ်ရှိနေဦးသိန်းလွင်လားမသိဘူးဗျာအဲ့လိုအခုကကြဘလို့ဖြစ်လဲဆိုကျွန်တော်တို့ကဒေါက်တာစလိုင်းငုံကျုံလျံကတင်ဖို့ကြော်ကြတင်ရှားသွားတာသကလုံးကတမိုင်းပြင်သွားတဲ့သကလုံးကခြေဥ ဟိုပေါက်အောင်တွားပြီးတော့ G3 ကိုတွားဆွဆွဲမခေါင်းနဲ့ G3 နဲ့အဲဖောက်လိုက်ခြေဦးပေါက်တယ်လို့ပြောဆိုအတော်တော်တမိုင်းတွင်သွားတာဗျာဆိုတော့အဲ့ဒါကြောင့်အဲ့ဒီနေရာလေးကွက်ပြီးထင်ရှားသွားတာတကယ်တမ်းကျတော့သူနဲ့အဲ့လိုပေါ့နော်တိုက်ခံကစားတဲ့တိုက်ခံပြောတဲ့ဒါအဲ့အချင်းကြီးဦးသိန်းလို့ဆိုတယ်တော်တော်ကိုမစကားအပြောဆိုပါနဲ့တယ်ကျွန်တော်တို့တစ်ဖက်အမြင်မတူပေမဲ့လည်းဒါဒါဟိုပေါ့လေးစားရမယ်ပေါ့ဗျာအဲ့ဆိုတော့အဲအဲ့လိုမျိုးတကယ်ဒီ Adibase နိုင်ငံရေးသမားဆက်စစ်ကြီးတွေရှိတယ်အဲအဲ့ဒါကိုကျတော့ကျွန်တော်တို့ကဒါလေးစားရတယ်အသိမှတ်ပြုတယ်အဲဟိုပါတော့သူတို့ရဲ့အတွေ့အကြုံတွေကကျတော့သူတို့ကဒီအတွေ့အကြုံ ဘလောက်တွေးကြုံခဲ့တယ်ဘလူဘယ်အဲ့အတွေးကြုံနေမှာဘယ်အတိုင်းတာဘလူတွေနဲ့ဘလူဘလောက်ထိပတ်သက်တယ်ပြီးတော့အဲ့အပေါ်မှာပညာရေးချင်းကဘလောက်ဆိုတော့ဒါတွေကတကယ်ဟိုပါဗောဗျာဟိုအစစ်တမ်းရှိတဲ့ဒါ database လို့ဒါသတ်မှတ်လို့ရတယ်အခုကျွန်တော်တို့လို့ဟိုပါဗောဒါ level တွေကြတော့ဒါတကယ်တမ်းတော့ဒါစူးစမ်းစဲပဲရှိသေးတယ်အဲ့တော့ကြိုးစားသေးပဲရှိသေးတယ်။ဘာကြောင့်မလို့ဒီစကားတွေကိုပြောရလဲဆိုတဲ့ဟာကိုနောက်ထပ်ဒါဗီဒီယိုလေးတစ်ပုဒ်နဲ့ပြန်ဆက်မယ်နော်။အဲအခုကျွန်တော်ဒီမှာခဏနားမယ်ဗီဒီယိုလေးတစ်ပုဒ်ပြန်ဗီဒီယိုလေးတစ်ပုဒ်ပထမဗီဒီယိုရဲ့အဆက်ပေါ့နော်။ပြောစရာလေးကြံသေးလို့ပါ။အဲ့တော့ပညာရှင်တွေ အဲဒေါက်တာဆလိုင်းငုံကျုံလျံနဲ့ဒီရှင်နေဦးသိန်းလွင့်ရင်နာမည်နာမည်လွဲလာမသိဘူးဗျာရှင်နေအဲအဲ့ဒီရှင်နေကြီးနဲ့ဒေါက်တာဆလိုင်းငုံကျုံလျံနဲ့ပြောတဲ့ဒီဘိတ်ကတော့ကျွန်တော်တော်လေးပညာရတယ်ဗျာစစ်တူရင်ကစားတဲ့ပုံစံအတိုင်းပြောမယ်ဆိုရင်ဒေါက်တာဆလိုင်းငုံကျုံလျံကတိုက်စစ်ဖွင့်တယ်အတိုက်နဲ့သွားတယ်အဖြူရောင်သုံးတယ်အဲရှင်နေကြီးကခံစစ်နဲ့သွားတယ်တော်တော်နှစ်ယောက်စလုံးဖက်ညီတယ်ဗျာရှင်နေကြီးကတော့နည်းနည်းခက်အေးအေးလိုင်းနဲ့အဲချီရှာဟိုလွယ်ကူတဲ့စကလုံးမျိုးနဲ့ အဲတုံ့ပြန်တယ်အေးစေးတည်ငြိမ်တဲ့ပုံစံနဲ့တုံ့ပြန်တယ်အဲဒေါက်တာစလိုက်ငုံငုံကြုံလျာကြတော့တင်းလင်းမြန်မြန်နဲ့တိကျပြတ်သားတဲ့စကလုံးနေနဲ့လူကြိုက်များတဲ့စကလုံးနေနဲ့ထိုးဖောက်ဝင်ရောက်ပြီးတော့နေရာယူပလိုက်တယ်ပေါ့နော်အဲတော်တော်လေးတော်တော်လေးကောင်းတယ်ဗျာဒါဟိုကျွန်တော်တို့ online မှာဆိုလို့ရှိရင်အဲဒေါက်တာစလိုက်ငုံကြုံလျာရဲ့အဲ့ဒီစကစကစုလေးကတော်တော်ကိုမှဟိုထင်သာမြင်သာရှိသွားတာပေါ့ဗျာနော်အဲ၄၃၆ကိုဟာ G3 ကိုသွားဆွဆွဲမခေါ်နဲ့အဲ G3 ၄၃၆ပြင်မယ်၄၃၆ပြင်မယ်ဆိုတာ G3 နဲ့ပေါက်လိုက်ချေပေါက်သွားမယ်ဆိုတော့အဲ့ဒါတော်တော်တမိုင်းတွင်သွားတယ်အဲ့ဒီလိုဒီလိုဆရာကြီးမျိုးတွေကိုကျွန်တော်တို့ကဒါတကယ်ကျွန်တော်တို့ဒီနိုင်ငံကြီး activist တွေလို့ဒါကျွန်တော်တို့ကသတ်မှတ်ရမယ်ဗျအဲ့တော့ဒီလိုဆရာကြီးမျိုးတွေရဲ့နှုတ်ကနေပြီးတော့အဲဒါဥမာကျွန်တော်တို့ဒီ constitution အကြောင်းပေါ်ပြော2008အကြောင်းပြောမယ် constitution အကြောင်းထဲထဲဝင်ပြောမယ် federal အကြောင်းထဲထဲဝင်ပြောမယ်ဆိုလို့ရှိရင်တင့်တော်တယ်ဗျတင့်တော်တယ်ကျွန်တော်တို့တွေကကြတော့ဒါတော်တော်ကူမှအခုမှဒါ စူးစားစေးပေါ့ဗျာစူးစားစေးအနေထားပေါ့အဲ့တော့ဒါဟိုလိုနိုင်ငံအရေးအဲဒါမျိုးဘာသာသာသနာအမျိုးသားရေးဒါမျိုးတွေပေါ့ဗျာအဲမစိတ်သုံးရအောင်အဲတည်တဲ့အောင်ခိုင်မြဲအောင်ဒါတစ်ဖက်တစ်လက်နေပြီးတော့ဝိုင်းဝန်းပြီးတော့ပန်ပိုးတာပေါ့ဗျာပန်ပိုးတာပေါ့ဆိုတော့အဲ့လိုအနေထားမှာတချို့လူတွေကြတော့ဗျာဟိုစကလုံးနဲ့အဲဗဇက်နဲ့စကလုံးနဲ့မဆန့်ဘူးဗျာဗဇက်နဲ့စကလုံးနဲ့မဆန့်ဘူးသူတို့ကတော့ပြောကြမှာပေါ့ဒေါက်တာဆလိုင်းကွန်ကျုံးလျန်တို့လည်းစာဖတ်ပြီးတော့ဖြစ်လာတာပဲစာဖတ်ပြီးတော့ပညာရှင်ချင်းနဲ့ဖြစ်လာတာတော့မှန်တယ်ဗျာပထမဗီဒီယိုမှာပြောခဲ့သလို ဘယ်နှကြောင်ဘယ်အတိုင်းတာဘယ်လောက်ထိတွေ့ကြုံအဲ့ဒီတွေ့ကြုံကဘလို့လူမျိုးတွေနဲ့ဘလောက်ဥရှောင်းနေထိတ်ခေါင်နေနဲ့ဘလို့ပတ်သက်ထားလဲအဲ့ဒီပုံမှာပညာရေးကြီးကဘလောက်လဲအတွေ့ကြုံကဘလောက်လဲဘယ်နှစ်နှစ်ချီနေပြီလဲဒါမျိုးတွေဗျအဲ့ဒီပုံမှာမှာသူ့ရဲ့ပြောပြောပေါ့ဆိုပေါ့ပြောပုံဆိုပုံလေယူလေသိမ့်နိုင်ငံတကာနဲ့ချိတ်ဆက်မှုဒါတွေရကြတော့နိုင်ရှင်လို့မရမရဘူးလေကိုရီလည်းစူးစမ်းမဖြစ်နိုင်တာဖြစ်နိုင်တာပဲဒါပေမဲ့ပြောချင်တာဟိုမနိုင်အင်္ဂါကြီးတွေမနိုင်ဝင်ထမ်းတဲ့ပုံစံမျိုးနဲ့စကလုံးတွေကကျုပ်ပြီးရှေ့ရောက်တဲ့ပုံစံမျိုးတွေကြတော့တိနေတဲ့လူတွေအတွက်ကြတော့ကြည့်လို့မကောင်းဘူးဗျာအဲ့လိုမျိုးဆိုတော့တချို့ကကြတော့လည်းသိရမလား အာဟိုဖက်ဒရယ်အကြောင်းကိုပြောတယ်အဲဟိုပြောတာမှားလားမှားရင်ထောက်ပြဖက်ဒရယ်မူဘယ်နဲ့ချက်အကြောင်းကိုပြောတယ်ဗျာညာဟိုလူသူများပြောပြသားကြီးတွေဗျာသူများပြောပြသားကြီးတွေအဲဒါတဲ့ရမှဟိုစာနည်းနည်းပါးပါးဖတ်တာနဲ့ငကိုကရှေ့ကလူတွေပြောတာနဲ့ပေါင်းစပ်ပြီးတော့ပြောတာဒါဟို anti base အဆင့်တော့မဟုတ်တာ copy paste အဆင့်ပဲရှိတယ်ဗျာတကယ်တမ်းကကိုရီအနေနဲ့ကကြတော့ကဲဟုတ်ပြီဒီ federal move ကို federal ဆိုတဲ့ဟာကိုကိုကိုတိုင်း ပါဇက်နဲ့ဖန်တီးမယ်ဆိုဖန်တီးတတ်ပြီလားဟိုကလက်တွေ့တော့မဟုတ်ဘူးเนาะလူများရှိမှပညာရှင်တွေခေါ်ပြီးလက်တွေ့အဲ့လိုဖန်တီးဖို့ဘာဖို့ညာဖို့မပြောနဲ့ပါဇက်နဲ့ပဲကိုကိုတိုင်းနောက်ထပ်ဖက်ဒရယ်မူတစ်ခုဖန်တီးပြီးချပြကြည့်ပါလားအဲ့လိုပေါ့ဟိုစောက်ထဲမှာရှိတဲ့သကလုံးနေနဲ့လူများပြောပြီးသားအဲ့လိုသကလုံးနေဟိုလူဝင်းကြိုက်ချကျွေးတာတော့ဗျာအဲ့ဒါပြီးတော့ဟိုကိုပြောတာမှားသလားမှားရင်သုံးသက်တို့ပါဟိုဆိုလိုတာအဲ့ဒါတွေကိုပြောချင်တာတဲ့ကျွန်တော်တို့ပါဇက်နဲ့သကလုံးနဲ့မဆက်နဲ့ပုံစံမျိုးတွေပြောပြီးတော့ပညာရှင်ဟန်ဆောင်ပြီးတော့တယုတ်ဆောင်နေမဲ့အစား ဟိုတကယ်နိုင်ငံအရေးကိုဟိုကိုယ့်နဲ့ကိုပြောပြောနိုင်တယ်လောက်ဆုံနိုင်တယ်လောက်အဲထိထိမိမိလေးနဲ့ပေါ့နော်ဟိုအဟမ်းမဆောင်မဲနဲ့ဒါစေတနာပါပါလေးနဲ့အဲဟိုလိုဟိုနေရာလူကျင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးလေးလုံးတင်တယ်လို့ကျွန်တော်မြင်တယ်ဗျကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့အဲ့ကြောင့်ဟိုတနေ့ကလည်းကျွန်တော်ပြောတယ်တက်မတော်ကမယုံမယုံဘူးဆိုတာလေတက်မတော်ရဲ့အပြစ်မဟုတ်ဘူးလို့အဲ့တော့နိုင်ငံအရေးအကြောင်းကိုပြောတယ်အမျိုးသားအရေးအကြောင်းကိုပြောရပါညာဆိုပြီးတော့နှမ်းနဲ့ခြေလှမ်းရကြတော့တလူတော်တွေဝင်ထိုင်ဖို့ချောင်းနေတော့ဒီလိုလို ဟိုဘာလဲနောက်ဆုံး popular ဖြစ်သွားရင်တရုတ်ဆောင်ပွဲဝင်လို့တော့မလို့လို့အလူမြင်နေရတာပေါ့ဗျာလူတွေကလည်း main ကလေးတွေမှဆိုလည်း main ကလေးလေးရောက်ပေါ့နော်ယောက်ျားလေးတွေမှဆိုလည်းယောက်ျားလေးလေးရောက်ပေါ့ကျွန်တော်တို့အဲအမျိုးသားကြီးတမားကြီးတွေမှလည်းသူမဟုတ်နိုင်ငံအေးပြောတဲ့လူတွေတွေမှလည်းအဲ့လိုမျိုးလေးပေါ့မနိုင်အင်္ဂါတွေမနိုင်ဝင်ထမ်းတာမျိုးတွေဗစက်နဲ့စကလုံးနဲ့မမျှတာမျိုးတွေဟိုလေးကြီးတာလေးကြီးတယ်ပဲပြောရမလားအဲ့လိုပြောနိုင်လို့ပြောရဆိုတော့မှန်တယ်ဗျာဟိုတစ်ဖက်ကနောက်မှဥမာဟိုလို့ ဟိုအာဂျင်တာတောင်းစင်စာရွက်တက်တက်ထားပြီးလဲပြီးလူများလုတ်ပြီးသားဟာတွေကို copy paste ယူပြီးတော့ပြောပြောတာမျိုးဆိုကိုကဒီ federal เจ้าကိုကိုပတ်သက်ကြီးနဲ့အဲ့လိုကဲပြောပြီးတော့ federal move တွေကိုဘယ်လိုလုတ်ပလိုက်မှာဘယ်လိုပြင်ပလိုက်ဘာညာဆိုဘယ်လိုဘာညာဒီ federal တို့ဘာတကယ်ဟိုအရေးကြီးအခက်ခဏတွေခုလျှောက်ပြောဒီလျှောက်ပြောပြောနေအောင်အဲ့ဒီအရေးကြီးတဲ့အခက်ခဏအစည်းအဝေးတွေလုတ်တဲ့အချိန်မှာကိုပါလာပြီးတော့အဲ့လို federal move တွေဘာညာတွေဟိုချိန်ဖို့ပြောင်းဖို့ပြုဖို့ပြင်ဖို့ federal move ကဘယ်နှချက်ဘယ်လိုဘာညာတာကအဲ့လိုတွေလုတ်တဲ့လုတ်လို့ရတဲ့အဲ့လို level မျိုးအတွေ့အကြုံမျိုးကိုမှရှိပြီလား လို့ဆွတ်ဆွတ်ပြောသလိုပေါ့ဒီဖက်ထရယ်ကိုဗဇက်နဲ့ဖက်ထရယ်ကြည့်လိုက်ဗျာဟိုဗဇက်နဲ့ပဲအဲ့လိုမျိုးပညာရှင်ဆက်ဆံမျိုးအကိုဆိုရင်ဘလို့ဆွဲပလိုက်မှာဘလို့လုတ်ပလိုက်မှာပြောပြောကြည့်လိုက်ပြောသူများလုတ်ပြီးသားဟာတွေကို copy paste ယူပြီးတော့ပြောတာတော့ပြောရတာ ပေါ့ဗျာကိုလည်းဒီမှာနောက်ကွယ်မှာစာချရေးပြီးပြောမယ်ပြောရတာပေါ့အစလိုတာဟိုကျွန်တော်တို့ level တွေအနေနဲ့အဲ့လောက်အရေးကြီးတဲ့အခန်းကဏ္ဍတွေကိုဒုဖက်ဝင်ရောက်ပြီးတော့ဟိုလိုပြောစရာမလိုအပ်သေးဘူးဆိုလိုတယ်ဒီမှာကိုလေ့လာလိုက်အောင်မနိုင်ဝင်ငါတွေမနိုင်အဲ့မတက်တာတွေမစားနဲ့မနိုင်အင်္ဂါတွေ ဟိုလေကြီးလေကြက်တွေအဲ့လိုမျိုးရှောက်ပြောမယ်ဆိုရင်အချင်းချင်းသိနေတဲ့လူအတွက်ကြတော့ကြည့်ရတာကြီးကကွက်ကြတဲ့ဘောင်းမီဝှက်ထားတဲ့လူမျိုးဖြစ်တာပေါ့ဗျာအဲ့ဒါလေးဟိုပြောချင်တာပါဒီဒေါက်တာဆလိုင်းကုံကျုံလျံတို့ဒေါက်တာနေစင်လက်တို့ပေါ့ဗျာဒါဒေါက်တာနေဒေါက်တာနေစင်လက်ဆိုရင်တော့မှဒါဟိုကျွန်တော်တို့အမြင်ဆိုဒေါက်တာဆလိုင်းကုံကျုံလျံကဒါတော်တော်ကူမှသူကဒီနိုင်ငံတကာရောမြန်မာနိုင်ငံအနေနဲ့ဟောပါအောင်ညာရောဆိုရင်ဒါတော်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 လေးတွေ့ကြုံတော်တော်များတယ်လို့ပြောရမယ်များတယ်လို့ပြောရမယ်ဒါဒီဒေါက်တာနေစင်လက်တို့ပါတို့ဆိုလို့ရှိရင်လည်းဒါသူတို့ဆိုရင်ကြိုးစားစဲကလာဒါပေမဲ့ အဲ့ဒါတော့မှတကယ်ဒီမြန်မာနိုင်ငံရဲ့တကယ်သုံးသပ်မှုခက်ကောင်းကောင်းဆရာကြီးတွေပြပါဆိုဒါသူတို့ပဲရှိတာဆိုလိုတဲ့ဘောကအဲ့သူတို့ပါဇက်ကနေပြီးတော့ဒါဒီလိုမျိုးထွက်ပေါ်လာမယ်ဆိုလို့ရှိလို့ရှိရင်အဲဥမာပေါ့ဗျာဟိုလိုဘီဝါတင်နကဘီဝါအဖွဲ့လိုပါတော့အဲ့လိုတွေရှိတယ် တကယ်ဆရာကြီးတွေရှိပါတယ်မြန်မာနိုင်ငံမှာလည်းဒါနောက်ွယ်နေရွယ်ပုံးသီးတကယ်ဆရာကြီးတွေရှိတယ်အဲသူတို့ပညာရှင်တွေကအဲ့လိုပုံစံမျိုးတွေဟုတ်မှအဲဒေါက်တာဆလိုင်းကိုကြုံးလျက်နဲ့အဲ့လိုဒီဘိတ်ပြောတဲ့အဲ့လိုရှင်းနေပြီလို့ပုံစံမျိုးပေါ့ဗျာအဲ့လိုဒီဘိတ်တွေမှာလည်းတွေ့ခုတယ်တကယ်ပြောတာဆိုတာလုံးဝကြက်ကြက်လက်ကြက်နဲ့ပြောတတ်တဲ့ဆရာကြီးတွေပေါ့အဲဒီလိုဆရာကြီးတွေကနေရှေ့ထွက်ပြီးတော့သူတို့ရဲ့နိုင်ငံရေးအတွေ့အကြုံနဲ့သူတို့ရဲ့ပညာရေးချင်းနဲ့သူတို့ရဲ့ဒီဒီဖြတ်တန်းခဲ့မှုတဲ့အတွေ့အကြုံမှာဒီဟိုလိုပြောထိုးပေါက်ခဲ့မှုတဲ့ဒီနိုင်ငံရေးအလှော်ပါပေါ့အဲ့လိုအနေထားရတဲ့သူတို့ပြောတာကတော့ကြစ်လို့ကောင်းတယ်တဘာဝကြတယ်ပေါ့ဗျာအဲ့လိုကျွန်တော်တို့လိုမျိုးဒီမတရာရက်ကန်းစင်တောင်ကပါချုပ်ဆရာတော်ရဲ့မေတ္တာနန္ဒဆေးရုံကိုစစ်အုပ်စုဘုံကျဲတာ ခွာဆောင်ထိမှန်လို့အမျိုးသမီးနဲ့မွေးကင်းစကလေးတွေထိခိုက်ကအနည်းဆုံး2ဦးသေဆုံး30ဦးကျော်ဒဏ်ရာရမန္တလေးတိုင်းမတရားမျိုးနယ်နဲ့စင်ကူးမျိုးနယ်အဆက်ရက်ကန်းစင်တောင်ကြီးရွာအနီးပမောက္ခချုပ်ဆရာတော်ဒေါက်တာနတ်တမလာပြီးဝန်တာကမကထပြုတိဆောက်ထားတဲ့မြစ်တာနတ်တာဆေးရုံကိုမနေ့ကညပိုင်းစစ်အုပ်စုကတိုက်လေရင်နဲ့ဘုံကျဲတက်ဖြက်လို့အနည်းဆုံး2ဦးသေဆုံးက30ဦးကျော်ဒဏ်ရာရတယ်လို့ဒေသခံတရင်းမြစ်တွေကမပူပြောပါရယ် ဆေးရုံရဲ့တားဖွာဆောင်ကိုဘုံထိမှန်လို့မွေးကင်းဆက်ကလေးတွေနဲ့အမျိုးသမီးတွေထိခိုက်ခဲ့ပြီးတေဆုံးသူဟာကိုဝင်ဆောင်တဲ့အမျိုးသမီးတဦးဖြစ်တယ်လို့ဆိုပါတယ်။တဦးတေဆုံးတဦးတန်ရာရပြီးဆက်တယောက်လောက်မစိုးရင်ရတန်ရာရတယ်လို့ကနဦးသိထားရပါတယ်။ရက်ကန်းစင်ဆေးရုံမီးပွားဆောင်ကို လေကြောင်းတိုက်ခိုက်ပြုလုပ်သွားလို့ အမျိုးသမီးနဲ့မွေးကင်းစကလေးငယ်တွေထိခိုက်တယ်လို့သတင်းရပါတယ်။အသေးပြောက်နဲ့အရေးအတွက်ကတော့စုံစမ်းစဲပါပြလို့ဒေတာခန်သတင်းရင်းမြစ်ကပြောပါတယ်။ဇွန်လ22ရက်နေ့ည10:00ကျော်အချိန်မှာမန္တလေးမြို့တရားဥလီတက်ကတက်လာတဲ့ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ဘုံကျဲတက်ဖြတ်တာလို့ဆိုပါတယ်။ ဘုံတိမန်လိုတေဆုံးဒဏ်ရာရသူတွေနဲ့ပတ်သက်ပြီးမဖအနေနဲ့အသေးစိတ်ဆက်လက်မေးမြန်းနေစေဖြစ်ပါတယ်။အဲ့ဒီမြစ်တာနတ်တာဆေးရုံကိုစစ်အုပ်စုအဆက်ဆက်ကိုးကွယ်တဲ့ပမောက္ခချုပ်စီရတော့ဒေါက်တာနတ်တမလာပြီးဝန်တာကကမကထာပြုက2016ခုနှစ်မှာတိစောက်ခဲ့တာဖြစ်ပြီးလက်ရှိစစ်အာဏာသိမ်းကာလမှာဒေသခံပြည်သူတွေအကူအထားပြုနေရတဲ့ဆေးရုံဖြစ်တယ်လို့ဆိုပါတယ်။ ရကန်းစင်တောင်နဲ့မေတ္တာနတ္တဆေးရုံဟာမတ္တရာနဲ့စင်ကူးမြို့နယ်ဆက်မှာတည်ရှိပြီးဆေးရုံကစင်ကူးနယ်ထဲပါဝင်ကရကန်းစင်တောင်ကြီးရွာကတော့မတ္တရာနယ်ထဲပါဝင်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီအမျိုးသားရေးဝါသနာပါလို့ပြောပါ냐။ နည်းနည်းဥမာထင်ရှားလာမယ်ကျွန်တော်ပြောတာမဟုတ်ပါဘူးလူတိများလာမယ်ထင်ရှားလာမယ်ကြော်ကြလာမယ်အမျိုးသမီးပဲနေနေအမျိုးသားပဲနေနေအဲ့လိုပါဇက်ကပဲမနိုင်ငါအာဟိုဖက်ဒရယ်မူကဘယ်နဲ့ချက်ကျွန်တော်ပြောတာမှားတယ်ကျွန်တော်ပြောတာမှားတယ်ဆိုလို့ရှိရင်ပြန်ထောက်ပြကြည့်ပါညာဆိုတာထောက်ပြစရာလည်းမလိုဘူးလေဗျာဖက်ဒရယ်မူဘယ်နဲ့ချက်တွေပါညာရေးကိုပါဇက်ကကိုပြောပြောစရာကိုမလိုမလိုတဲ့ level မှာကိုရှိနေတာဆိုလိုတဲ့ဘောဒီဒီဖက်ဒရယ်မူတွေကိုပဲထိုးဖောက်ပြီးတော့ပါညာအဲ့ဒီဖက်ဒရယ်ဆိုတဲ့ဟာညင်လုံးအကြီးလို့တော့မှအခုနိုင်ငံတော်တော်ကွာကြာနာအခုချိန်ထိဒီဖက်ဒရယ်ကိုမတွဲနိုင်သေးဘူးဖြစ်နေတာတိုင်းသားတွေနဲ့အဲ့မှာလုံးလက်ချလဲတစ်လေနေတာ အဲ့တော့ပြောချင်တာသူပညာရှင်တွေနဲ့တက်မတော်နဲ့အဲ့လိုနိုင်ငံတကာနဲ့ short video လေးတစ်ပုဒ်တင်လိုက်အောင်မယ်ဗျာဒါနောက်ဆုံးတစ်ပုဒ်ပေါ့နော်အဲဒီနေ့အတွက်ကိုပြောတာပေါ့နော်ဆိုတော့တက်မတော်နဲ့ဒီနှိုင်းရှင်လို့တော့မရပါဘူးတက်မတော်နဲ့ဆိုပြီးတော့အဲ့လိုနှိုင်းရှင်ပြပုတ်တစ်ခုလောက်တာကိုကိုမှားနေတာပေါ့နော်အဲအဲ့တော့ဒါပေမဲ့စကလုံးအရာထင်သာမြင်သာရှိအောင်ပေါ့တက်မတော်ရဲ့ဂျင်သုံးပုံဂျင်သုံးနီးနဲ့အဲအခုအကျမ်းမတမာနဲ့အကျမ်းဖက်အဖွဲ့အစည်းဒီမြေအောက်ဟိုပါပေါ့နော်ကုလီကူမာတော်လိုင်းရေးအဖွဲ့အစည်း PDF ကောင်းစင်တက်အဲ့လိုအဖွဲ့အစည်းနဲ့ကွာချားပုံကိုပြောပြမလို့ ပေါ်ချပုံဆိုတာကျင့်သုံးပုံချင်းစောင့်ထိန်ရတဲ့အဲဒီနိုင်ငံတကာစီမင်းစည်းကမ်းအဒါမျိုးတွေပေါ့ဥပမာကျွန်တော်တို့အနေနဲ့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီတက်မတော်ကိုကျွန်တော်တို့လည်းအဲဒါထောက်ပြခဲ့တာရှိတာပဲအဲဒါဟိုလိုဒါလေးကတော့ဒီလိုလိုအပ်ချက်ရှိတယ်ဟိုဟာလေးကတော့ဟိုလိုလိုအပ်ချက်ရှိတယ်ဒါလေးတော့ပြင်လိုက်ရင်ကောင်းမယ်အဲအဲ့လိုပုံစံမျိုးတွေနဲ့ပြောပြောပြဆိုပြခဲ့တာရှိတာပဲဒါဝေဖန်နေပြောရင်ဝေဖန်ခဲ့တာမျိုးတွေရှိတာပဲအပြုသဘောနဲ့ပေါ့ဗျာအဲ့တော့ ဝေဖန်တာပဲလေဒါပေမဲ့တခြားအကြမ်းဖက်မီဒီယာတွေကနေပြီးမတမာတဲ့မလိုမုန်းတာမီဒီယာတွေကနေပြီးတော့တွေးလို့တလို့နှုတ်ဆော်တလို့မျိုးအဲ့လိုတက်မတော်နည်းနည်းလေးဝေဖန်လိုက်တာနဲ့ဆွဲစီရပါညာအဲ့လိုမျိုးမဟုတ်ဘူးလေကြည့်ကြည့်လေအခုကျွန်တော်တို့လည်းရက်တည်နေနိုင်တာပဲဆိုလိုနေတဲ့ပေါ့ကျွန်တော်တို့လူမျိုးကြီးလည်းအများကြီးပဲဆွဲစီလေဆိုတာစစ်ကနေပြပြီးမှရှိတာပါဒီအဲ့စစ်ကနေပြတဲ့ဟာကိုဟိုမကစားရလို့မ break လို့ပြောနေတာအရေးကြီးမကြည့်တယ်လို့မပါနဲ့လို့ဖြစ်သွားတာဖြစ်စင်နေရဟိုလိုကြီးရုပ်ကြီးဖြစ်သွားတယ်ဆိုတာမရှိဘူးပဋ္ဌာန်းသဘောတရားအရာအကျိုးအကျိုးကြောင့်ဆက်ဆက်နေတာပဲအညာမညာသဟာဇာတာရှိကိုရှိတယ်မရှိပဲမနေဘူး အဲထားပါတော့အဲ့လိုမျိုးမှာအခုကျွန်တော်ကဒါဟိုပါပေါ့ရက်ွက်တွင်တဲ့ဒီနိုင်ငံတွင်းထဲမှာဥပဒေပေါင်းတွင်ထဲမှာအဖြူရောင်နေမြေမှာနေပြီးတော့ကျွန်တော်ကဒါနိုင်ငံတော်နဲ့တက်မတော်ဘူးအဲ့လိုထောက်ပြပြောဆိုတာမျိုးတွေရှိတယ်ဆိုကြပါဆိုကြဒါပေမဲ့ဥပဒေပေါင်းတွင်ထဲမှာနေတော့ဘာဖြစ်လဲဘာမှမဖြစ်ဘူးအဲ့အဲ့ PDF တွေကြီးစိုးတဲ့နေရာမှာအဲ့ PDF တွေကိုတော့ဒါလေးတော့မှားနေတယ်ဒါလေးတော့လွဲနေတယ်ဥပမာလမ်းတွေဘုံခွဲတာတရားတွေဘုံခွဲတာအဲ့ဒီဖြည့်စည်တာတွေလူဘဝတွေကိုဖြည့်စည်ပစ်တာတွေအသက်တွေတိတ်ဆုံးကုန်တာတွေမလိုဘဲနဲ့ရက်ဆက်တာတွေအဲ့လိုအဲ့လိုအဲ့အရာတွေကိုကျွန်တော်ကဝေဖန်မယ်ထောက်ပြမယ်ဆိုရင် ဆိုလို့လဲသူတို့ဒီတိုင်းငိမ့်နေမယ်ထင်လားအခုလက်ရှိဒီဒီနိုင်ငံတော်အစိုးရလို့အခုလက်ရှိတက်မတော်လို့သူတို့ဒီတိုင်းငိမ့်နေမယ်ထင်လားမဟုတ်ပြခင်ဗျားတို့ပြည်သူလူထုတွေအနေနဲ့ဟိုအနီးပဲဖြစ်ဖြစ်အစိမ့်ပဲဖြစ်ဖြစ်သေချာစဉ်းစားကြည့်ဖို့ပြောတာပါ PDF တွေအဲ့လိုအကြမ်းဖက်အဖွဲ့အစည်းတွေကျင့်သုံးနေတဲ့ဥပဒေကဘာလဲသူတို့ကမှတကယ် jungle law တကယ် torrent ဥပဒေ torrent ဥပဒေမှာမှအရက်ဆက်ဆုံးအယုံမှဆုံးအောက်တန်းကြဆုံး torrent ဥပဒေနဲ့ဗျာဖွင့်ဖွင့်လင်းလင်းမမရရင်နဲ့ပြောပြမယ်ဆိုရင်ငကိုတော့ကချက်ွက်တဲမှာမူးယူပြီးတော့ ကလေးကချင်းအူကြားမျက်ပေါက်လေပဲဘာမှသုံးစားမရတဲ့ကောင်လူမိုက်လူလူပါလူလူစကားပြောတုတ်ကလေးနဲ့နဲ့ကြွယ်သူတို့များသားမယားကြာခုအဲ့လိုကောင်မျိုးတွေကခစ်ပြက်တော့ဆရာကြီးတွေတက်ဖြစ်လာ哦ဖြစ်လာပြီးအဲ့လိုကောင်မျိုးတွေကထွက်တဲ့ပါဇက်ကဥပဒေပုံစံမျိုးကျင့်သုံးတာတကယ်ကမလူတယောက်ကိုခင်ဗျားတို့ထောင်ထောင်ဟိုစီးနေကန်းနဲ့ထောင်ချဘာမှလည်းထောင်တခါမှလည်းထောင်မချဘူးထောင်ချော်လည်းမရှိဘူးဘယ်ပုံမှလည်းဘလို့တရားစီရင်ပြီးအပြစ်ပေးရမရှိဘူးခင်ဗျားတို့ပါဇက်ကခင်ဗျားတို့အုံနောက်ခင်ဗျားတို့အုံနောက်ညံတထွားတမိုက်ကနေထွက်ထွက်လာတဲ့ရက်စက်တဲ့ ဒီလုတ်ရက်ကခင်ဗျားတို့ရဲ့ဥပဒေဆိုတော့အဲ့ဒါကြီးကိုပြည်သူလူထုကလည်းသိခံပြီးအားပေးနေတယ်ဆိုတော့အဲ့ဒီရဲ့ပြည်သူလူထုဆိုတဲ့ကြက်မပြည့်တဲ့လူတစုကြောင့်ဒီလူတွေရက်တည်နေနိုင်တာအဲ့ဒီကြက်မပြည့်တဲ့ပြည်သူလူထုကိုလည်းကြက်ပြည့်ပါတော့လို့ပဲပြောချင်တာခင်ဗျားအခုနိုင်ငံတကာမှာလည်းအထူးသဖြင့်အမေရိကန်မှာလည်းပြည်ထနာပေါင်း16000နဲ့နှိမ်နင်းရတာတွေရှိတယ်အစိုးရဆိုတာတရားဝင်နှိမ်နင်းခွင့်လိုင်စင်ရရထားပြီးသားပြောချင်တာကအဲ့တော့ကိုကအဲ့လိုမျိုးနှိမ်နင်းနေနေဆိုရင်အစိုးရဖြစ်အောင်လို့ ဆိုလိုတယ်ပေါ့အစိုးရအပြောင်းလို့ဆိုတယ်အဲ့ဒီအစိုးရကိုတိုက်ထုတ်ပြီးတော့ပြုံလဲအောင်လို့အဲ့လိုမျိုးလို့မရဘူးလူထုထောက်ခံမှုနဲ့အချိန်ဆောင်ပြီးမဖြစ်ဖြစ်အောင်အပြော်အပြော်နီးနဲ့လာပြီးတော့အစိုးရဖြစ်အောင်လို့အဲ့ဒီအစိုးရဖြစ်နေနှိမ့်နှင်းပေါ့ဗျာဒါပဲပေါ့အဲ့အခုနိုင်ငံကမှ Trump လဲအခုဒီအမေရိကန်အစိုးရလဲဒီလိုပဲနှိမ့်နှင်းလာဘယ်နိုင်ငံကဝင်ဆက်ဖက်ရဲလဲဒီမိုကရေစီနဲ့မညီပါဘူးလို့ဘယ်ကောင်မှဝင်အားချောင်ရဲလဲအင်အားကြီးတော့ဘယ်ကောင်မှဝင်အားမချောင်ရဲမပြောရဲဘူးလေအင်အားနဲ့မြန်မာနိုင်ငံမှာကျတော့မြန်မာအစိုးရမြန်မာတပ်မတော်နည်းနည်းလှုပ်လိုက်လှုပ်ပြန်ပြီးလှုပ်လိုက်လှုပ်ပြန်ပြီးအဲမနာလိုတာပေါ့ဗျာဒီနေရာကိုလိုချင်တာပေါ့အဲ့လိုလိုချင်တဲ့ခါကျတော့အဲ့လို PDF အယုတ်တမဟို အနီဆိုလဲအနီထဲမှာမှကျွန်တော်အောက်တန်းကြတဲ့အနီအယုတ်တမာတွေကနေပြီးနိုင်ငံတကာနဲ့ပေါင်းပြီးတဲ့ကကြတော့မြန်မာနိုင်ငံကအဲ့လိုအရက်ဆက်ဆုံးစာမတက်ပေးမတက်လူယုံမာတိုက်နဲ့အရက်ဆက်ဆုံးအောက်တန်းကြဆုံးလူယုံမာတိုက်နဲ့ပေါင်းပြီးတော့အဲ့ဒါဟိုဘသူတို့ရဲ့ဥပဒေနဲ့သူတို့အပြစ်ပေးတယ်ပေါ့ဗျာဆိုတော့သူတို့ရဲ့ဥပဒေကဘာတော့နေစားမှာဘုံကအဲ့ဒါကိုမေးချင်တာခင်ဗျာအခုကျွန်တော်တို့ကခင်ဗျာအခုတက်မတော်ကိုအခုဝေဖန်နေပါတယ်ညာတယ်အာခင်ဗျာနောက်ဆုံးပြခင်ဗျာရေးကြည်အိုင်းလူပါတို့ခေါ်မယ်အာပြီးတော့ဦးဆိုင်ပါလာခေါ်မယ်ပါညာအာနောက်ဆုံးပြအရိုက်ခံပုတ်ခံမယ်ကဲနောက်ဆုံးခင်ဗျာအသက်တော်ရှင်သေးတယ်ဗျာခင်ဗျာလည်း နောက်ဆုံးဒါစကားပြောဆိုတတ်လို့ခံဝင်ကတိနဲ့အရင်မညှိဘူးဆိုရင်ပြန်လွတ်လာအောင်မယ်ဗျာတကယ်နောက်တော့မလုံးနဲ့ဆိုပြီးတော့ခမရတို့မှာအဲ့လိုဟာရှိလားအဲ့လို level အဲ့လိုခွင့်လွှတ်မှုရှိလားဘာလို့ခမရတို့ကချက်မပြည့်တဲ့လူတစုနဲ့ဖွဲ့စည်းတာငကိုရဲမှာခမရချက်မပြည့်တာမူယူတောက်စားပြီးလဲပြီးတော့လူများသားများကြာကူနေတဲ့အတွေးလောက်ရှိတဲ့ကောင်တွေကခမရကလည်းဟိုနေရာတက်ရလာတဲ့အခါကျတော့ အတွေးထဲမှာခင်ဗျာတစ်ချက်လို့ဟိုကလေးအတွေးချက်ပပြေးတဲ့ခွေးအတွေးလေးခွေးအတွေးတွေပေါ်လာပြီးလေတိရစ္ဆာန်တွေးပေါ်လာပြီးတော့တိရစ္ဆာန်လို့သူကချင်းသုံးလိုက်ဆိုပြီးတော့အဲ့ဒါကနောက်ကဟိုမြောက်ကြောက်မြောက်ကြောက်နဲ့လက်နဲ့ကင်ထားတဲ့ကောင်လေးတွေကနေစရာမရှိစားစရာမရှိလို့ကပ္ပရပားနဲ့အဲ့လိုမျိုးလိုက်လိုက်ပြီးလဲပြီးတော့အဲ့လိုဘယ်နေရာကိုသွားတမန်တိုက်ဘယ်နေရာကိုသွားပြီးလူရဲ့အဲ့အဲ့နေရာမှာပျော်မွေ့နေတဲ့အဲ့အဲ့လိုအဲ့လိုလူတွေတိုက်ကထုတ်တဲ့ဥပဒေကိုကျွန်တော်တို့ကလိုက်နာရမှာလားလိုက်နာမှာလားဆိုတော့သူတို့ကအဲ့လိုချင်းသုံးနေတာ ခမရလေနိုင်ငံတကာနဲ့ချိန်ကြည့်လိုက်လို့အကြောင်းပြချက်တွေသူတို့ရှားနေတာအအစိုးရကဒီလိုနှိမ်နှင်းလို့လူငယ်တွေဒီလိုနှိမ်နှင်းလို့လူငယ်တွေကဒီလိုပုံစံမျိုးတော်ရဲဝင်စကလုံးတွေလှလာတွေပြောပြီးတော့တကယ်တမ်းအဲ့တော်ထဲမှာဥဆောင်တာမျိုးပေါ့ဥဆောင်တာနေစရာစားစရာမရှိတဲ့ကောင်တွေကဥဆောင်ပြီးတော့သူတို့ကအဲ့ဒီလိုမျိုးတော်ရဲဥပဒေရက်စက်ဆုံးဥပဒေပါဇက်ကနေပြီးတော့ဟိုအတွေးထဲမှာဟိုပေါ့လို့ပဲစားအတွေးတွေစိတ်ကူးတွေပေါ်လာပေါ်လာတဲ့ဟာကို လိုက်အကောင့်တွေပေါ်အဲလူတွေကလည်းအဲ့လိုတောက်စားမှုရပြီးတော့စိတ်ရိုင်းနေဝင်ဝင်နဲ့စိတ်ရိုင်းနေတဲ့အဲ့လိုမျိုးဒေါ်ရင်းအယုဓမာဥတွေနဲ့ကျင်းသုံးနေတဲ့ဟာကိုဘယ်ပုံမှနဲ့လူတယောက်ကိုခင်ဗျားတို့ကဘယ်ပုံမှနဲ့အရေးယူတာတော့လူတယောက်ကိုခင်ဗျားတို့ကဘယ်ပုံမှနဲ့ဥပဒေနဲ့ဆုံးမတာတော့ဘာမှလဲထောင် ဆိုလိုတဲ့သဘောကခင်ဗျားတို့အစိုးရဥပဒေနဲ့အညီနှိမ်နှင်းတော့ဒီနိုင်ငံတကာရဲ့အဲဒါဟိုလိုကျင့်ကျင့်ထုံးနေတဲ့ရာဇဝတ်ကျင့်ထုံးနေတဲ့အထီကရုံးနှိမ်နှင်းကျင့်ထုံးဥပဒေနဲ့နှိမ်နှင်းတော့ခင်ဗျားတို့ကအစိုးရမမိုက်ပါဘူးဆိုပြီးတော့ထပြီးတော့တော်လန်နေလို့ဘာလို့ညာအမှန်မှန်တော့အကျိုးစီးပွားဟိုတော်လန်ရေးတစ်ခုပေါ့ဗျာအကျိုးစီးပွားလူချင်းတဲ့လူတစုကမြောက်တိုးပင်ကုန်းနဲ့နောက်ကိုရနေသွေးထိုးပြီးတော့ပြည်သူလူထုတွေကကြမ်းမပြည့်မပြည့်တဲ့လူလူတစုတွေလူငယ်တွေကိုဆွဲခေါ်ပြီးလည်းပြီးတော့လမ်းမရအောင်တွန့်ပို့ပြီးတော့ရက်ဆက်ဆုံးလမ်းကိုပို့တာတော်လန်ခိုင်းတာနိုင်ငံကိုလုံးဝပြည့်စည်အောင်မီးလောက်နိုင်သွင်းတာအဲ့ဒါကိုဟိုအဲ့ထက်မှမှအနက်ပါရှိတဲ့ဟိုလိုငကိုချက်တော့မပြည့်ဘူးဒါပေမဲ့အနက်ပါရှိတဲ့ အဟိုယူတလို့ပေါ်တလို့နဲ့အချောင်းနေအချောင်းစားအဟိုပါပေါ့ခစ်ပြတုံစီးပွားရှာခြင်းတဲ့ကောင်တွေကအဲတကယ်ဟိုလိုနိုင်ငံတော်ကြီးကိုချစ်တလို့ပါလို့ညာလို့နဲ့အဲ့ဒီတမဝင်ပြီးတော့စီးပွားရှာကိုကိုရဲနဲ့ကိုတော့တမင်းအောင်နဲ့မမန်းအဲလူများမရကြခုဟိုပါပေါ့လူများသားသမီးပြမနေရပေါ့အခုကြလက်ကြအောင်ဘေးမှာဆော်လို့ခြင်းဆော်ရမယ်အငွေလိုခြင်းငွေရမယ်အဲ့လိုမျိုးလူချင်းတမတိုက် အဲပြီးတော့ကစတိကောက်အဲချမ်းသာတတိဖြစ်အဲအိုက်မာမဟိုလိုစော်ချောချောလေးအလန်းလေးခေါ်ကြိတ်လိုက်အဲဒါမျိုးပုံစံနဲ့ဟိုလိုတာယာနေတဲ့ကောင်တွေကကျတော့သူတို့ရက်တီချက်အတွက်ကိုဘဲကောင်ကိုခေါ်ပြီးတော့ဘဲကောင်ကတော့အချုံးပြေဦးဘဲကောင်ကိုခေါ်တုတ်တင်လိုက်အဲဘဲကောင်ကိုခေါ်ဆုံးမလိုက်ဘဲကောင်ကိုဆုံးမလိုက်ဆိုတော့လဲရှော့ပလိုက်တာဆိုတော့အဲလိုမျိုးဟိုအကျင့်နေနဲ့အဖွဲစည်းထားတဲ့အဖွဲစည်းကိုကျွန်တော်တို့ကယုံရမယ်